ကျွန်တော်ရဲ့ပထမဆုံးဂိမ်းကတော့ Shadow Die The Forgotten Memory ဆိုတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ ီ game လေးက ACC ကောက်ကိုစောရတဲ့ game လေးပေါ့နော်ဒီ game ရဲ့အဓိက mechanic ကတော့ light scores ကနေ link ထိုးရတယ်အဲ့မှာကြာနေတဲ့အရေးလေးကိုအနောက်မှာပေးရတဲ့အရာလေးနဲ့ကွတိကြောင်လုပ်ပေးရတာပါအဲ့မျိုးကတိကြနိုင်မှုအတွက် overload ဂျူယိုပစ်တိုင်းနောင်လို့ရဲ့အရုပ်တွေကိုအရှိနောက် position ညှိရတယ်ပြီးလို့ရှိရင်ဘယ်ညာဆောင်းလို့ရတဲ့ control ရေးပါတယ်ပေါ့သူ့ထဲမှာမြင်ရတဲ့အတိုင်းပဲ overload ဂျူယိုပစ်တိုင်းနောင်လေးကဒီ model 6ခုလုံးကိုသူ့အတူ game တိုင်ပွဲအတွင်းမှာကိုယ့်အကိုဆွဲထားတယ်နောက်ပြီးလို့ရှိရင်သူ့ထဲမှာ player ကအိမ်ပြန်ရောက်လာချိန်မှာဒီလိုငင်းငင်းဆော့ခဲ့တဲ့အရုပ်လေးတွေကို သတိရတဲ့ story line လေးပါတယ်အဲအဲ့ဒါပြင်ဦးမှာသူ့ရဲ့ level ထဲမှာ star rating ပြီး leader board တွေပါပါတဲ့အတွက်ကြောင့် game က competitive ဖြစ်ပြီးတော့တော်တော် solo ကောင်းပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ game ကအရန်မခတ်ပေမဲ့ဒီသူ့ပေးရတဲ့အရာလေးလောကတိကြမှာ level ကိုပြီးတက်တယ်ပေါ့နော်အဲ့ဒါပြင်ဦးမှာပစ္စည်းကတစ်ခုထပ်ပို့ပြီးတော့အများကြီးဖြစ်နေတဲ့အတွက်ကြောင့်နည်းနည်းလေးနောက်ပိုင်းညှိရခတ်လာတယ်ဒါပေမဲ့ game ဆိုတော့တော့ fun ဖြစ်တယ် simple ဖြစ်တယ်ဒီ game ကလည်းကျွန်တော် game maker game jam မှာ unique game war ရခဲ့တဲ့ game လေးတစ်ခုပဲဖြစ်ပါတယ် နောက်ထပ်ဂိမ်းကတော့ Ghost with Shadow ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်။ဒီဂိမ်းထဲမှာ developer ကိုရန်ကပြောထားတယ်။ Ghost ကနေရန်တွေဖြတ်သွားလို့မရဘူးပေါ့နော်။အဲ့တော့သူ့ရဲ့ Shadow လေးကဒီနေရန်တွေဖြတ်ကျော်ပေးတယ်ပေါ့။အဓိက gameplay mechanic ကတော့ ဒီ shadow လေးကိုနေရာ position တစ်ခုမှာ lock ချခဲ့တယ်ပြီးလို့ရှင် player အခွက်ဝေးဝေးသွားပြီးလို့ရှင်အဲဒီအဲဒီကိုချန်ထားတဲ့ shadow စီကိုပြန်ပြီး teleport လုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှင်လည်း level ထဲမှာဘာတွေပါလဲဆိုလို့ရှင် save point လေးတွေပါတယ်ပြီးလို့ရှင် obstacle ဖြစ်တဲ့အချွန်လေးတွေပါတယ်ပြီးလို့ရှင် collateral ဖြစ်တဲ့ခုံလို့မရဘူးဘယ်ညာသွားလို့မရဘူးဆိုတော့ ဒီဟန်တာချက်လေးပါတယ်ပေါ့နော်ကျွန်တော်ပါစင်နော်ရပြောမှာဆိုရှင်ဒီ level design နဲ့သူ့ရဲ့ game play ကတော်လေးကိုသိစမှုရှိရတဲ့အတွက်ကြောင့်ဆော့ရတာ fun ဖြစ်တယ်ပေါ့နော်နောက်တစ်ခုက open ended ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆော့တဲ့ခါတိုင်းမှာလုံးဝတစ်ခေါက်တစ်ခေါက်မတူဘူးရဲ့ combination တွေရတယ်ဒါပြုံမှာကျွန်တော်တို့ judge တွေကတယောက်ဆိုလို့ရှင်ဒါသူ့ရဲ့ favorite game ပါဆိုပြီးတော့လည်းပြောပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီ game တွေကတော်တော်မိုက်ပါတယ်အဲ့အပြင်ဒီ game တွေက sound effect တွေအများကြီးမပါဘဲနဲ့ visual ဘိုင်းမှာလည်း simple လေးဖြစ်အောင်လုပ်ထားတဲ့အတွက်ကြောင့်တော်တော်လေးမိုက်ပါတယ် feedback အနေနဲ့ပြောရမယ်ဆိုရှင်တော့ double ပါဦး level လေးအများကြီးထပ်လို့ ုပ်ပေးပါ။ကဲနေလေးထည့်ပေးပါ။ဒီဂိမ်းတွေကတော်တော်ဆောက်ကောင်းတဲ့ဂိမ်းတွေပဲပါတယ်လို့ကျွန်တော်သတ်မှတ်ထားပါတယ်။